ါပါရှင်ရန်ကုန်ခေတ်တက်ကနေနေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်မင်းအောင်လိုင်းနဲ့သူ့မိသားစုစီးနေဖို့အပိုင်ဝယ်ထားတဲ့လေရင်ကို24 hours company ပိုင်ရှင် crony အောင်စော်ကပြုပြင်ထိမ့်သိမ်းပေးနေတာတွေကိုလှုပ်ဆောင်ပေးနေပါတယ်ဘန်ကောက်မှာမင်းအောင်လိုင်းကိုဆန္ဒပြတဲ့မြန်မာနှအူးနှစ်နိုင်ငံချစ်ကြည်ရေးပြက်ပြားစေမှုအပါအဝင်အမှုပေါင်းများစွာနဲ့တရားစွဲခံရတဲ့သတင်းအပါအဝင်ရန်ကုန်ခေတ်တက်ရဲ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကသူနဲ့သူ့မိသားစုစီးနှင်းမှုအတွက်အပိုင်ဝယ်ယူထားတဲ့လင်းရဲအတွက်24 hours company ပိုင်ရှင် crony အောင်စော်ကပြုပြင်ထိမ့်သိမ်းပေးနေတယ်လို့စုံစမ်းသိရှိရပါတယ်။အဲ့ဒီလင်းရင်ဝယ်ယူဖို့အတွက်အဓိကအမိခံပေးတာလင်းရင်ကိုနိုင်ငံတကာလေပိုင်နဲ့မှာအရက်ဖက်လင်းရင်ဖြစ်ပြန်တန်းခွင့်ရှိအောင်လှောက်ဆောင်ပေးတာ။လင်းရင်ကိုထိမ့်သိမ်းပေးနေတာတွေကို crony အောင်စော်ကလှောက်ဆောင်ပေးနေတာလို့စုံစမ်းသိရှိရပါတယ်။ သူက MAI ခေါ်ပြီးပြီးဆိုင်ရမြမလေးချောင်းလိုင်းကိုပိုင်ဆိုင်သူလည်းဖြစ်ပြီးမင်းအောင်လိုင်းနဲ့မိသားစုအတုံးပြုတ်ဖို့ဝယ်ယူလိုက်တဲ့လေရင်ကို MAI လေးချောင်းလိုင်းနာမည်ခံပြီးဝယ်ယူတာလည်းဖြစ်ပါတယ်။အဲ့ဒီခရိုဒီအောင်စွာလွန်ခဲ့တဲ့2003ခုနှစ်အာနာရှင်ဟောက်တန်းရွှေလက်ထက်မှာစစ်တပ်နဲ့နှိစက်သူတွေရဲ့အကူအညီနဲ့ပဲ24 hours company ကိုထူထောင်ကအင်ချမ်းမြေလုပ်ငန်းတတ်တူမိုင်းတူဖော်ရေးလုပ်ငန်း သူတေသနာနဲ့စစ်တမ်းလုတ်ပေးတဲ့ဝန်ဆောင်မှုတွေနဲ့လုပ်ငန်းစတင်လုပ်ကင်ခဲ့ပါတယ်။မင်းအောင်လိုက်အာနာသိမ်းပြီးနောက်24 hours လေးရင်စီ 73C ဒီဇယ်စီဖြန့်ဖြူးရောင်းချရေးကုမ္ပဏီကိုထူထောင်ခဲ့ပြီးမင်းအောင်လိုက်ရဲ့ရုရှားခီးစဉ်တွေမှာအမြဲလိုလိုလိုက်ပါသွားလေးရှိတယ်လို့တသက်တဲ့ရင်းမြစ်တွေစီကသိရပါတယ်။ အဲဒီနောက်မှာတော့မင်းအောင်လှိုင်ရဲ့မြောက်စားမှုနဲ့စစ်တပ် Crony 24 hours company ပိုင်ရှင်ဖြစ်တဲ့အောင်စွာကြီးပွားလာကမင်းအောင်လှိုင်ရဲ့အဓိကတောက်တိုင်လူယုံစီးပွားရေးသမားဖြစ်လာတယ်လို့သိရပါတယ်။အခုနောက်ဆုံးလေတပ်မှဘုံကျဲတော်တဲ့စစ်အရာရှိလေရင်ပိုင်းလော်တွေကိုလေရင်မှုကြီးတင်တန်းတွေပေးပြီး MAI မှာအရက်ဖက်လေရင်မှုလစာလဲစာစစ်တပ်ကလစာလဲစားတဲ့နှစ်သီးစားလင်ရင်မှုတွေအဖြစ်အအောင်စော်ကလက်ခံခံထားပေးနေတာတွေအထိပါလောက်ကင်လာတယ်လို့သိရပါတယ်ရှင်။ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှန်ဂီလာဟိုတယ်ကိုမင်းအောင်လိုင်လာရောက်စဉ်ဆန္ဒပြဖို့ကြိုးစားတဲ့ကိုဖြိုးပိုင်နဲ့ကိုနိုင်နိုင်ဆိုးကိုထိုင်းအာဏာပိုင်တွေကအမှုခွနမှုနဲ့တရားစွဲထားပြီး IDC မှာနှလကြော်ကြဖန်းစီထားတယ်လို့ကိုဖြိုးပိုင်ကရန်ကုန်ခေတ်တကိုပြောပါရယ်ပြီးခဲ့တဲ့ဧပြီလ3ရက်နေ့ကဘန်ကောက်မြို့မှာဘင်းစတက်စီဝေးတက်ရောက်ဖို့ရှန်ဂီလာဟိုတယ်ရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုဆန္ဒပြရန်ကြိုးစားတဲ့ကိုဖြိုးပိုင်နဲ့ကိုနိုင်နိုင်စိုးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲ့လိုဖမ်းဆီးပြီးတဲ့နောက်ရဲစခန်းကိုခေါ်ဆောင်သွားတာစစ်ဆေးမှုတွေပြုလုပ်ပြီးနှစ်နိုင်ငံချစ်ချင်ရေးပြပြစေမှုထိုင်းနိုင်ငံတည်တံ့ခိုင်မြဲရေးကိုထိပါစေမှုထိုင်းနိုင်ငံလူမှုအသိုင်းအဝိုင်းကိုအန္တရာယ်ဖြစ်စေနိုင်မှု ုထိုင်းနိုင်ငံတည်ငြိမ်အေးချမ်းရေးကိုအန္တရာယ်ပြုအောင်ပြုလုပ်မှုထိုင်းနိုင်ငံလူမှုအတိုင်းဝိုင်းကိုမငြိမ်မသက်ဖြစ်စေမှုအပါအဝင်အမှုခုနမှုနဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ် အဲဒီကိုဖြိုးပိုင်တဲ့ကိုနိုင်နိုင်စိုးတို့ဟာထိုင်းနိုင်ငံအတွက်အန္တရာယ်ရှိစေတယ်လို့ဆိုပြီးတရားဝင်နေထိုင်ခွင့်ကိုပါရက်စဲလိုက်တယ်လို့တရားစွဲဆိုမှုတွေပြုလုပ်ပြီးတဲ့နောက်ဘန်ကောက်မြို့မှာရှိတဲ့ Immigration Detention Center ကိုပို့ဆောင်ကလက်ရှိချိန်ထိဖမ်းဆီးထိန်းသိမ်းထားပြီးရှင်းနေငှားကွင်းနဲ့မိသားစုဝင်များနဲ့တွေ့ဆုံခွင့်မှာမပေးဘူးလို့ကိုဖြိုးပိုင်ကပြောပါတယ်အဲ့ဒီအချိန်နဲ့ပတ်သက်လို့ယူဟန်ကတော့မြန်မာပြည်ပြန်မပုတ်ရေးဆိုတဲ့အကာအကွယ်တစ်ခုပဲပေးထားတယ်လို့ကိုဖြိုးပိုင်ကရန်ကုန်ခေတ်စ်ကိုပြောပါတယ် အဲ့ဒီအမှုဟာတရားမျှတမှုမရှိဘဲထိုင်းအာဏာပိုင်တွေကလူ့အခွင့်အရေးချိုးဖောက်တာဖြစ်ပြီးအခုတိမလွတ်မြောက်သေးဘူးဆိုတာနိုင်ငံတကာကသိအောင်ဝိုင်းပြီးတော့ဝင်းရံချဖို့ကိုဖြိုးပိုင်ကပြောပါတယ်ရှင်မကွေးတိုင်းဒေသကြီး6မြို့နယ်ကိုင်းထောက်ကံရွာကိုစစ်ကြောထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့တာမှာစစ်တပ်ဘက်က၄ဦးသေဆုံးခဲ့တယ်လို့အာလာဝကမြို့ပြပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါတယ် ပြီးခဲ့တဲ့စွန်လ15ရက်နေ့ကချောင်းမြို့နယ်ကင်ထောက်ကံကြေးွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်က4ဦးသေဆုံးက12ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မရှိစုခွာနိုင်ခဲ့တယ်လို့အလာဝကမြို့ပြပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။အဲဒီလိုတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက လမ်းပြအဖြစ်ဖမ်းဆီးလာတဲ့လူငယ်တအုပ်ကိုနှိပ်စက်တပ်ဖြတ်ခဲ့ပြီးပြည်သူပိုင်ကားတစ်စီးနဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်ရှင်။မကွေးတိုင်းဒေသကြီးမြိုင်မြို့နယ်ကန်ဒီပြူစောတီရွာမှာကင်းဆောင်နေတဲ့ပြူစောတီတွေကိုစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာတအုပ်သေးဆုံးခဲ့တယ်လို့ဗီတာပြောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတအုပ်ကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကကန်ဒီပြူစောတီရွာမှာကင်းဆောင်နေတဲ့ပြူစောတီတွေကိုတော်လိုင်းရဲတပ်ဖွဲ့ဝင်တွေကစနိုက်ပါနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ် ီတိုက်ခိုက်မှုအတွင်ပြူစောတီတူကြီးထိမှန်ခဲ့ပြီးအဲ့ဒီထိခိုက်ဒဏ်ရာကြောင့်ဇွန်လ13ရက်နေ့မှာသေဆုံးခဲ့ပါတယ်ဒီတိုက်ခိုက်မှုကိုဗစ်တာပျောက်ကြားတက်ဖွဲ့ပခုတ်ကိုခရိုင်တက်ရင်နှစ်တက်ခွဲနှစ်မုံရွာခရိုင်တက်ရင်25တက်ခွဲနှစ်စနိုက်ပါဖွဲ့အညာမြေပျောက်ကြားတက်ဖွဲ့မြို့နယ်ပါကဖားနှင့်လျှက်စီးပျောက်ကြားတက်ဖွဲ့မြို့နယ်ပါကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ရှင်။ မကွေးတိုင်းဒေသကြီးရေနံအကြောင်းမြို့နယ်မှာစစ်တပ်ကစစ်ကြောင်းထိုးပြီးပြည်သူ၄ဦးကိုတပ်ဖြတ်ကနေအိမ်၃လုံးထပ်မနေမိရှုဖြက်စီးခဲ့တယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါရယ်။ပြီးခဲ့တဲ့ဇွန်လ၁၇ရက်နေ့ရေနံအကြောင်းမြို့ကနေထွက်လာတဲ့ခါလာယာ88ခါလာယာ89ခါလာယာ73ပူပေါင်းစစ်ကြောင်းကစခန်းကန်အုပ်စုကန်တာရွာသစ်ကျွေးရွာကိုဝင်ရောက်လာပြီးတော့၃ညအိတ်တက်ဆွဲကပြည်သူနေအိမ်၁၀လုံးထပ်မနေကိုမိရှုဖြက်စီးသွားပါရယ်။အဲဒီနောက်မကြီးကန်အုပ်စုလုံချိုကျေးရွာကိုဝင်ရောက်တက်ဆွဲခဲ့ပါရယ်။ ဒီလိုမျိုးပဲပြီးခဲ့တဲ့မေလ29ရက်နေ့ကလည်းရေနံကျောင်းမြို့နယ်မကြီးကန်အုပ်စုလုံချိုကျေးရွာကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကပြည်သူ၃ဦးကိုတပ်ဖြတ်ပြီးနေအိမ်၃လုံးကိုမီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ဒေသပြည်သူတွေကပြောပါတယ်။တစ်ဖက်မှာလည်းအင်တော်အုပ်စုအင်တော်ကျေးရွာကိုဆက်လက်ဝင်ရောက်ပြီးပြည်သူ၃ဦးကိုတပ်ဖြတ်သွားပါတယ်။ ရှင်နယ်ကျောင်းမြို့နယ်အတွင်းမှာစစ်တပ်ကစစ်ကြောင်းထိုးနေရာကြောင့်ကျေးရွာဆယ်ရွာထပ်မင်းပြည်သူတွေမှာမိုးရဲရေတဲ့အရေးပေါ်စစ်ပေးရှောင်နေရပြီးကာလကြာမြင့်လာပြီးဖြစ်တာကြောင့်အရေးပေါ်စေဝါစားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့မကွေးတိုင်းဒေသကြီးစလင်းမြို့နယ်တညောင်တိုက်နယ်ရေစကန်မှုအလင်းဝင်ရောက်ခဲ့တယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့ညနေ6နာရီခန့်ကစလင်းမြို့နယ်တညောင်တိုက်နယ်စခန်းမှုအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ဒူရဲမှုတဦးကအကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်မှာတာဝန်မထမ်းဆောင်လိုတာကြောင့်စလင်းမြို့နယ်ပကဖစီကိုချိတ်ဆက်ပြီးအလင်းဝင်ရောက်လာခဲ့တာပါအခုလိုအလင်းဝင်ရောက်လာတဲ့ဒူရဲမှုကဆလင်းမြို့နယ်မူရုံမှာဒူမြို့နယ်မူအဖြစ်နှစ်နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက်အခုနှစ်ဇွန်လအစောပိုင်းမှာတညောင်တိုက်နယ်စခန်းမှုအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာတာလို့သိရပါဗျ။ စနေမျိုးနဲ့အတွေ့အကြုံရှိနေတဲ့စစ်ကောင်စီလက်အောက်ခံစစ်သားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်းပြည်သူနဲ့အတူပူးပေါင်းပါဝင်ပြီးလက်နက်ခဲယမ်းတွေနဲ့အလင်းဝင်ရောက်ကထိုက်တန်တဲ့စုချင်းငွေတွေကိုရယူပြီးတော့စစ်အာဏာရှင်ကိုတော်လှန်ပေးကြဖို့စလင်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတိပေးနှိုးဆော်အပ်ပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်တည်ရနေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။